ဒီကနသူလူခွန်နေစာပြီးလိုက်မယ်နော်ဒီကနသူလူခွန်လို့ဖွင့်ခဲ့တဲ့နံပါတ်အဲ့ဒီကနသူလူခွန်ဆိုတဲ့ကနကိုကျွန်တော်ဒီကနသူလူသုံးနေသုံးရပါဆိုတဲ့ကနကိုထိတ်ဆုံးစာဖွင့်ပြီးမယ်ဒီကနသူလူခွန်နဲ့သုံးလူသုံးနေကိုဘာလို့ထဲမလဲဆိုတော့သုံးရဆိုတဲ့ကနသူလူစာထည့်ပြီးလိုက်မယ်နော်နံပါတ်သုံးရဆိုတဲ့ကနထည့်ပြီးလိုက်မယ် အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်863နာအတူအတုံးပင်တခါရိုက်တာဆိုရှင်လေး3ရယ်မှာဒီကနန်း3လူ9နေကျွန်တော်တို့ဒီကနန်း3လူ9နေကိုတုံညာပါပဲလို့နာအဲ့မှာလဲကျွန်တော်ထည့်ရိုက်ပေးသွားမှာဖြစ်တယ်ဒါတကွယ်ကောင်းပေါ့ဗျာနော်တကယ်တကွယ်ကောင်းဆိုရင်ကနန်းကိုပြောပြမယ်ဒါတော့ အဲ့တော့ကျွန်တော်စပီးကြည့်အောင်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီကနန်း3လုံး3ဘရိတ်လေးထည့်ထားတယ်အဲ့3ဘရိတ်နဲ့ဒီကနန်း3လုံး9နဲ့ဘာရိုက်လဲဆို3ညာပါဆိုပြီးကနန်းရိုက်ထည့်ထားတော့ပြတ်သွားတယ်ဗျာနော်အဲ့လူဒီကနန်းထည့်ပေးလိုက်တယ်အဲ့တော့ကျွန်တော်ဆက်လက်ပြီးတော့အခုဒီ6ကိုလေးဆိုတဲ့ကနန်း10ဘရိတ်လေးဖြစ်နေတယ် အဲ့ဒီ brain နဲ့ကျွန်တော်တို့ဒီကနန်းသုံးလုံးကိုးနဲ့မှသုံးညာဖြစ်တယ်ဆိုတယ် number 6ဆိုတယ်ကနန်းဆိုပြီးလိုက်တယ်ဘောနော်ဒီမှာ number 6ဆိုတယ်ကနန်းဆိုတယ်အဲ့ဒါ number သုံးညာလို့ကျွန်တော်တို့ဒီကနန်းသုံးလုံးခွန်နဲ့ ကျွန်တော်ဒီကနန်းသုံးလုံးသုံးတယ်ကိုကျွန်တော်နဘတ်သုံးများပါလို့ဆော်ပြီးလိုက်ပြီးဒီကနန်းသုံးလုံး9နဲ့ကျွန်တော်ဒီကနန်းသုံးလုံး9နဲ့ကိုသုံးကြပါလို့ဆော်ပြီးလိုက်ပြီးကျွန်တော်ဒီဟာသုံးပရိလေးနဲ့ဒီကနန်းသုံးလုံး9ကိုသုံးကြပါလို့ဆော်ပြီးလိုက်ပြီးဒီကနန်းသုံးလုံး တင့်နဲ့ဒီကနန်းသုံးလုံးကိုးနေဦးသုံညာပါလို့ဆိုလိုက်ပြီဖုံသေးကလူငွေ3000ရောက်နေပါပြီတဲ့ဥွှေလုံးဟုတ်တယ်ဗျာတော့ကျွန်တော်ဥွှေလုံးတယောက်ပဲကျင်တယ်နောက်ကြောင်ဒီညနေအလိုင်းအလဲဟိုဟာဖြစ်တတ်နေဗျာနော်ဟုတ်ပါပြီဥွှေလုံးကြီးအကူကတော်ရလေနော်တကြမှာကိုရဲ့တကြီးတဲ့တူတွေကောက်သေးကိုကတော်တာပါဟုတ်ပါပြီဗျာနော် ကဲကျွန်တော်တို့အဲ့လူမျိုးရိုက်သွားတယ်ဗောလေဒီတုံညာကိုရိုက်တယ်ဆိုတာတော့နော်ကိုကူရူပြောခဲ့ပြီးပြီဗျာဘာလို့ရိုက်လဲဆိုတာတည်ပြီးပြီနော်တည်တယ်မလားသူကဒီကနားသုံးလုံးကူးနေဗျာဒီသုံးလုံးချောင်းနေကောငားပါလို့သူကတည်ခဲ့တယ်မလားအဲ့မှာလေဒီကနားသုံးလုံးကူးနေဒီသုံးလုံးချောင်းငားလို့တည်ခဲ့တာနော် အဲ့တော့ကျွန်တော်တို့ဒီလိုပဲကနန်းထေထားတဲ့နံပါတ်၄ပေါ့လေငါးရီနေထေတော့တဲ့နံပါတ်ပြတ်နော်သူကဒီ၃လုံး၆နဲ့၃လုံး၉နဲ့ငါးရီအဲတပင်ပြီးအဲဒီကောင်ပင်နာငါးလေဒီ၃လုံး၇နဲ့ဒီ၃လုံး၈နဲ့ငါးရီပြတ်နော်အဲအဲ့လိုမျိုးငားလာတဲ့နံပါတ်ကြီးကိုရိုက်ထားတဲ့ပါဝါရဲ့ကုစားကိုရိုက်ထားတာနံပါတ်၈ဆိုတာเนาะ အဲ့အဲ့လိုတည်လိုက်တဲ့နံပါတ်3ညာဆိုအဲ့လိုတည်လိုက်တယ်။ကဲဟုတ်ပြီဗျာ။ကနက်ကွက်တီရိုက်ပေးရမယ်။ကနက်ကွက်တီရိုက်ပေးရမယ်။အစွန်အဖျားအစာအကုန်လုံးကိုတညီထဲနဲ့ကနန်းရရမယ်နံပါတ်ပေါ့နော်။အဲ့အဲ့နံပါတ်ကြီးကိုယူရှင်းစွာနဲ့ပဲရိုက်မယ်ဗျာ။ပြကြဟုဆယ်လုံးပေါ့တီတန်လေးကိုစပယ်ရှင်းပြ။ဒီနံပါတ်နဲ့ဆောမယ်ဗျာ။ ဲ့နံပါတ်နဲ့ဆိုရယ်ကနဒီ93ညာနဲ့ဆိုရယ်ကနကိုတက်လို့မြင်နေဗျာဘာဖြစ်လို့တက်နေလဲကျွန်တော်မသိသေးဘူး93ညာနဲ့တက်တာမြင်တယ်ဘာဖြစ်လို့တက်လဲတော့မသိဘူးဒီနံပါတ်နဲ့လေးဆောမယ်ဗျာငါးလေးနဲ့ဆိုရယ်ကနတော့တက်တော့ဖြစ်နေတယ်ဗျာဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိဘူးနံပါတ်3ဆောတယ်ဗျာနံပါတ်3အဲ့ဒီနံပါတ်3ကဒီ သုံး၅၃ဆိုရဲကနဟိုတစ်ကလေးဖြစ်တယ်ဘာဖြစ်နေမှန်းတော့မသိဘူးเนาะ तू တစ်နေတာကိုပြောပြလာကဲဒါဆိုရင်ဗျာနံပါတ်၄ရဲ့နံပါတ်၁ရဲ့နံပါတ်၆ရဲ့တစ်မယ်လေဗျာဘာဖြစ်လို့တစ်မလဲတော့ကိုမသိသေးဘူးเนาะဒါပြောပြတယ်ဒီကုတုံညာနှစ်ခုကနန်းက တစ်ပါလို့တူပါလို့ဆောင်လေပေါ့ကိုလိုစဉ်းစားပြီးတော့ပြောကြည့်မယ်ငားလေးနဲ့ဆိုတဲ့ကဏတစ်ပါလို့တူော်ကဏပါလို့ဆောင်ထားတာလေပေါ့သုံးငါသုံးဟုတစ်ပါလို့ဟောကဏပါလို့ဆောင်တာလေပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနံပါတ်6ပေါ့ဒါကျွန်တော်တည်ထားလို့တန်းထေတာပေါ့အဲဒါသုံးလို့တစ်လို့ကဏကိုနံပါတ်6လို့ထဲလိုက်တယ် ဘာဖြစ်လို့ထဲတာလဲဒီ6ကဘောနော်ဒါကူကူကြီး3လုံးတင်းပြင်းလို့3လုံးတင်းပြင်းလို့3လုံးတင်းပြင်းလို့ဒီ3လုံးတင်းမြင်နေထင်လို့နံပါတ်6ကိုထဲတာလားလို့ဒါမေးစရာရှိတယ်တကယ်တော့မဟုတ်ပါဘူးအဲ့ကတန်း3လုံးတက်ကိုထဲတဲ့ကြီးရဲ့ချက်က နံပါတ်6ရေနံပါတ်4ရေနံပါတ်2ရေဒီကနန်းသုံးလုံးနေဆုံးမတီးတွေ့ရမှာဖြစ်ပါလေငါးလေးနှစ်လို့ထဲလိုက်တဲ့တစ်လို့ပြောလိုက်တဲ့အဲ့ဒီနံပါတ်နဲ့ဟာဆိုရင်နံပါတ်9ရေနံပါတ်3ရေနံပါတ်4ရေတဒံလေးဒီသွားဆုံနေလို့ပြောရခြင်းဖြစ်တယ်3 9 3ဆိုတဲ့ကနန်းတစ်ပါပဲလို့ပြောတဲ့အချိန်မှာ တဖက်ကလာတဲ့ကနကူးတုံညာတုံးဆိုတဲ့ကနနံပါတ်နဲ့နိနေကနန်းဆုံမလေးတွေတွေးနေရမှာ ဖြစ်တယ်။ဒါကြောင့်၄၁၆တစ်ပါလို့ဒီနံပါတ်6ကို ပေးလိုက်တာနံပါတ်3ရင်နံပါတ်3ရင်နံပါတ်6ကဘာဖြစ်လို့လဲဆုံမနေရမှာနံပါတ်နဲ့ဆိုတဲ့ကနန်းကဝင်နေပါလေ။ဒါသူကနံပါတ်2ကပဲဆုံဆုံ၉၃ညာ1ကပဲဆုံဆုံ နော်အဲ့တော့ကျွန်တော်တို့အနည်းနဲ့ပေါ့လေခွန်သုံးနှစ်ကပဲနှစ်ကဆုံဆုံငါလေးနှစ်တစ်ကပဲကနန်းဆုံဆုံကျွန်တော်တို့ကိုးတုံညာသုံးဆိုတဲ့ကနန်းသုံးလုံးနှစ်ကပဲဆုံဆုံ3 5 3ဟိုတစ်ပါပဲလို့ပဲဆုံဆုံကျွန်တော်336နှစ်လို့ပဲဆုံဆုံ416တစ်လို့ပဲဆုံဆုံအဲ့တော့ကနန်းရဲ့အနေထားမှာနံပါတ်6ဆိုပြီးကနန်း ထေဝေအချင်းဖြစ်တယ်အဲ့တော့သူဟာသူသုံးလုံးနှစ်ပဲဖြစ်ဖြစ်ဒီကနန်းသုံးလုံးတစ်ပဲဖြစ်ဖြစ်အဲ့နံပါတ်နှစ်တည်းကိုကျွန်တော်တို့အနေနဲ့ဒီကနန်းသုံးလုံးနှစ်လို့လဲသတ်မှတ်လို့ရပါတယ်အဲ့တော့ဒီကနန်းသုံးလုံးနှစ်အနေနဲ့ကနန်းစီးဆင်းလာတဲ့နံပါတ်၄ဟာဆိုလို့ရှင်လေဒီကနန်းသုံးလုံးတစ်နဲ့ကနန်းဆုံမရောက်နိုင်ပါတယ် အဲ့တော့ကျွန်တော်နံပါတ်9နံပါတ်3ညာနံပါတ်3နဲ့လို့ပဲဖြစ်ဖြစ်နံပါတ်3နံပါတ်5နံပါတ်3တက်နေနေပဲဆုံးခွင့်ရှိလို့ပေးရခြင်းဖြစ်တယ်နံပါတ်3နံပါတ်3နံပါတ်6နဲ့နေနေပဲပြီးပြီးနံပါတ်4နံပါတ်7နံပါတ်6တက်နေနေပဲပြီးပြီးကနန်းဆုံးချက်ဖြစ်လို့ပေးရခြင်းဖြစ်တယ်ကဲအဲ့တော့ကျွန်တော်နောက်တစ်သေးကိုကြည့်အောင် နောက်တလေးကိုကြည့်တဲ့အခါမှာကျွန်တော်ဒီမှာနံပါတ်၄ဆိုရယ်ကနန်းနေကြံပါတယ်နံပါတ်၁ကြံပါတယ်ဒီမှာနံပါတ်၆ကနန်းကြံတယ်ဒီမှာနံပါတ်၉ကနန်းကြံတယ်ဒီမှာနံပါတ်၃ကြံကနန်းကြံတယ်နံပါတ်၇ကြံတယ်ဒီမှာနံပါတ်၆ကြံတယ်ဘေးကနန်းထင်မလဲတာမန်ကြီးတော့ဒီကနန်းနှလုံးက၅ပဲဟုတ်ဗျဒီနှလုံးက၅ဖြစ်မှာတော့ ဒီကနာနှလုံးခွန်ဆိုရင်တော့ဒီကနာနှလုံးခွန်ရဲ့တာမန်တဘောကိုပြောတာနော်တာမန်ဆိုတာပြောပြတာကြားချင်းနဲ့ကြားတယ်ဒီနှလုံးငါ့ကိုဒီနှလုံးငါ့ထဲဒီနှလုံးခွန်ဒီနှလုံးခွန်ထဲတဘောကိုပဲပြောပြတာရှင်းပြီးပြီးမယ်အဲ့နံပါတ်အဲ့ဒီမှာဒီကနာသုံးလုံးဆိုရယ်ကနာနံပါတ်ခွန်ဆိုရယ်ကနာဖြစ်တယ်နလေးတဆိုရယ်ကနာဘာလို့ဖြစ်လဲနံပါတ်ခွန်လို့ကနန်းတည်ထားလေ ဒါအဲ့ကနနောက်သုံးလုံးဆိုရင်ကနခွန်လို့တဲ့ရကနကကျွန်တော်တို့အနေနဲ့ဒီနံပါတ်၄ရေဒီဆွဲထားတဲ့နံပါတ်၄ဒီနံပါတ်၄ရဘာဟုတ်သေးတယ်လေ၄နဲ့၁နဲ့လွတ်နေတဲ့ကနန်းကိုဒီကနန်း၃လုံးခွန်ဒီ၃လုံးခွန်ပါပဲလို့ဆိုထားတယ်နော်လွတ်နေတဲ့နံပါတ်၆နဲ့နံပါတ်၉ အဲ့ညမှာဒီကဏ္ဍသုံးလို့ဘာဟုဖြစ်တယ်ငါဆိုရကဏ္ဍဖြစ်တယ်နော်339ဆိုရကဏ္ဍဘာဖြစ်ကြလေငါလူဖြစ်တယ်အဲ့ဒီငါဆိုတော့ဟိုဒီဆွဲထားတဲ့နံပါတ်ခွန်နံပါတ်နံပါတ်6ဆိုရကဏ္ဍဒီကဏ္ဍသုံးလို့ငါပါဘေးဒီအဲ့တော့ကျွန်တော်ဒီမှာလွတ်နေတဲ့နံပါတ်3ညာတဲ့နံပါတ်ခွန်အဲ့မှာဒီကဏ္ဍသုံးလို့ဘာဟုဖြစ်လဲ 6ဆိုရဲကနားဖြစ်ခဲ့တယ်နော်အဲ့ကနား3လုံး6ဟာဆိုလို့ရှိရင်လေကိုကိုရူအနေနဲ့ဆွဲခဲ့တဲ့နံပါတ်3နံပါတ်3နံပါတ်3ညာဆိုရင်6ပါပဲတဲ့အဲ့တော့အခုကျွန်တော်တို့ဒီနံပါတ်6ကိုဆွဲခဲ့တဲ့ကနားထိပ်စီရဆိုရင်6ကနား3လုံးဟာဆိုရင်ဘာလို့ဖြစ်နေလဲနံပါတ်6ဆိုရဲကနားဖြစ်ပါလေ နာအဲ့တော့ဘာဦးတေးလိုက်လေအရှိကြီးဆိုရယ်ကနဖြစ်ပြီးအဲ့တော့ဒီ63လုံးရှစ်ဆိုရယ်ကနနံပါတ်၄နံပါတ်၃နံပါတ်၄ဆိုရယ်ကနရှစ်လို့ဖြစ်တယ်ဆိုတော့ကနိုင်တင်ကြရကနိုင်အချုပ်ကွက်ကို68ကိုကနန်းကိုတခါလဲထဲချုပ်မယ်ဆိုလို့ရှင်ပြောပြီနော် ဒီကနန်း3လုံး1နဲ့ ordinal button နဲ့ဆိုရင်နှစ်ဆိုရကနန်းဖြစ်ပါလေတဲ့ဒီကနန်း3လုံး1နဲ့ဒီ number 1နှစ်ဆိုရကနန်းဖြစ် ordinal button ရဲ့ number 2ရဲ့ number 4ရဲ့ဆိုရကနန်းနှစ်ပါပဲဆိုရအဓိကဖော်ထားတဲ့နှစ်နှစ်မျိုးဒီကနာ3လုံး8နဲ့ဒီနံပါတ် 9နဲ့ဒီကနန်း3လုံး7နဲ့နံပါတ်9နဲ့ခွန်ပါပဲဆိုတဲ့ကနန်းကို433မြာဆိုတဲ့ကနန်းဘာထဲတာလဲခွန်ပါပဲလို့ထဲတဲ့နစ်3မြာ9လူမျိုးနော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ဒီကနန်း3လုံးခွန် ဒီကနသုံးလုံးခွန်ဒီနံဘတ်ခွန်ဆိုရကနနဲ့လေးလို့ကနန်းထဲလိုက်တဲ့နံဘတ်ခွန်တံဘတ်သုံးညာနံဘတ်ခွန်ဆိုရကနန်းလေးပါပဲလို့ထဲတဲ့သုံးခွန်ကိုအခုလို့ဆွဲလိုက်တဲ့6 7ဆိုရကနန်းရဲ့ဒိဗေကဒီကနန်းသုံးလုံးကိုနဲ့ဟောဒီအနံဘတ်ဒီကနန်းသုံးလုံးကိုနဲ့နံဘတ်ဆိုရကနန်း သုံးမြလို့ဖြစ်တာမူ938ဆိုရယ်ကနားလည်းနံပါတ်3မြပါပဲဆိုရယ်68တကွယ်ကောင်းဆွဲပုံဆွဲနေပြတ်တာချင်းဖြစ်တယ်